လူတိုင်းမှာအခက်အခဲကိုစီရှိကြပါတယ်ကြီးရနဲ့သေးတာပဲกว่ามาပါဒီနေ့တော့အခက်အခဲကြီးကြီးမားမားကြုံလာရင် လေးလေးနက်နက်ထိထိရောက်ရောက်သစ္စာဆိုပြီးကြော်လွားနိုင်တဲ့နီလန်းကို ပြောပြပေးပါမယ်ခင်ဗျာသစ္စာဆိုတဲ့အလေးချင်းဆိုတာကတာမန်လူတွေနဲ့မကပါဘူးဖះလောင်းစားတဲ့အရိယာသူတော်ကောင်းတွေတောင်မှလှုပ်လေးလှုပ်ထားရှိတဲ့အလေးထားတစ်ခုပဲဖြစ်ပါတယ်ထင်ရှားတဲ့တာရကားတွေအနည်းနဲ့ ကျွန်တော်တို့ဖရာလောင်သူဝနာသားမမြားစိတ်တဲ့အခါမှာခမီးတော်မဲတော်ဖြစ်ကြတဲ့ဒုက္ကလနဲ့ပါရိကာတို့ဟာတစ္ဆာဆုခဲ့ဖူးတယ်။နောက်တစ်ခုကျွန်တော်တို့ဖရာလောင်ငုံမင်းဘွားတို့ကလည်းတော်မီလောင်တော့တစ္ဆာဆုခဲ့ဖူးတယ်။ဓာရီကိုပြန် သုံးသက်ကြည့်လိုက်တဲ့အခါမှာတစ္ဆာဆုပြီးတဲ့နောက်တစ္ဆာတရားရဲ့အကျိုးကျေးဇူးတွေကိုလက်တွေ့ခံစားခဲ့ကြရတယ်။ ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေများအတွက်သစ္စာတရားရဲ့အကျိုးကျေးဇူးကိုခံစားရစေခြင်းလို့ဒီသစ္စာဆိုနိဂါထာကိုတင်ပေးရခြင်းပဲဖြစ်ပါတယ်ခင်ဗျာကိုဆိုလိုက်တဲ့သစ္စာပို့ပြီးလေးနဲ့စေခြင်းနဲ့ဆိုရင်ဖရာပန်းရေချမ်းစီမီကတ်လူပူဇော်ပြီးဖရာရှိခိုးပြီးမှဒီဂါထာကိုရွတ်ပါခင်ဗျာယံကိန်စီဝိဒံဣဒဝါဟူရံဝါတက္ကေတုဝါယံယရဏံပဏိတံ နာနောတမအဋ္ဌိတထာဂတိနဣဒံမိဗုဒ္ဓေရရဏံပဏိတံဣတိနသစ္ဆေန သူဝတိဟောတုယံကိစီဝိတံဣဒဝါဟူရံဝါတက္ကိတုဝါယံရရဏံပဏိတံနာနောတမအဋ္ဌိတထာဂတိနဣဒံမိဓမ္မေရရဏံပဏိတံဣတိနသစ္ဆေနသူဝတိဟောတု ယံကိစီဝိတံဣဒဝါဟူရံဝါတေကေတုဝါယံယရဏံပဏိတံနာနောတမံအဋ္ဌိတထာဂတိနဣဒံမိတံကေယရဏံပဏိတံဣတိနသစ္စေနသူဝတိဟောတုမြန်မာလိုအဘိဓေကဤလူပြည်၌၎င်းနဂါးပြည်ခလုံးပြည်နတ်ပြည်တို့၌၎င်းအလွန်နှစ်သက်မြတ်နိုးဖွယ်ကောင်းသည့်ယရဏတို့သည် ရှိကြပေကုန်၏ ဖြူရှိရှိသမျှတော့ယရနာတို့တွင် တခုသောယရနာမြ၊ဖရာတရားတန်ခါဒီဟုသောယရနာနှင့် တူမြသောယရနာသည်မရှိ။ဖရာဒီဟုသောယရနာ၊တရားဒီဟုသောယရနာ၊တန်ခါဒီဟုသောယရနာဤယရနာမြတ်သောမာသည်သာအမျက်ဆုံးဖြစ်ပါ၏။ဤမံကံသောတစ္ဆာစကားကြောင့်ဖရာတပည့်တော်သည်ချမ်းသာဒုက္ခနှင့်ပြည့်စုံရပါစေသာအရှင်ဖရာ။ ချမ်းသာဒုက္ခနဲ့ပြည့်စုံရပါစေသာဆိုတဲ့နေရာမှာကိုယ့်ရဲ့လိုအပ်ချက်အလိုက် အောင်မြင်ခြင်းနဲ့ပြည့်စုံရပါစေသာအရှင်ဖရာဆိုပြီးပြောင်းလဲအစားထိုးပြီးဆိုနိုင်ပါတယ်ဆိုတဲ့အခါအတန်ကိုလေးလေးနက်နက်ထားပြီးရွတ်ဆိုပါအဋိဌာန်နဲ့ကာလအပိုင်းခြားတစ်ခုအထိရွတ်ဆိုလို့ရသလိုနေ့စဉ်နဲ့တစ္ဆာပြုရွတ်ဆိုလို့ရပါတယ်အချိန်ကာလတစ်ခုရောက်တာနဲ့သစ္စာတရားရဲ့အကျိုးကျေးဇူးတွေကိုလက်တွေ့ခံစားရပါလိမ့်မယ်ခမညာ ယတနာသုံးပါးရဲ့ကျေးဇူးကြောင့်မိတ်ဆွေများကိုယ်ဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။